အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေတောက်ကြတာတူရအောင်အတွက်8ရက်4လ2025ကနေ16ရက်4လ2025အတွင်းမှာဂျုံလို့ရမယ့်9ရက်တွင်းအဲကင်နမာဟောကင်းကိုအသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲပုံမှန်အဖြစ်ဆိုရင်တော့ကျွန်တော်9ရက်ပဲဟောတာဗောလေတိုးတော်လာမယ့်18ရက်နေ့ဆိုရင်သူက2စက်တီယံနေရောက်မှာဖြစ်တဲ့အတွက်မြန်မာလိုနှစ်ကူပြီးဖြစ်တဲ့အတွက်ဟိုဘက်နှစ်ကိုအပါမခံတော့ဘူးဗောလေပြီးတော့ကျွန်တော်ရလဲကျွန်တော်ကဂျန်နဲ့နှစ်ရက်လေးကိုရိုက်ပြီးတော့တင်ဖို့မအားဘူးအဲတရားစခန်းဝင်နေရရှိတယ်ဆိုတော့လေဒီခါလဲပေါင်ပြီးခေါ်ပြီးလိုက်ခြင်းဖြစ်ပါတယ်ဗျာနော် တော့ဒီကလာတွေမှာကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေကဘလူကန်တရားလေးတွေကြုံတွေ့ရတက်လဲဆိုလို့ရှင်အဲတောက်ကြသားသမီးတွေဒီတပတ်တာကလာကတော့အမရန်ကန်ကောင်းတဲ့ရက်ထဲမှာပါတာတွေ့ရတယ်ဗျာနော်တော်တော်လေးအကောင်းတယ်အဲတခုခုဆုံးဖြတ်မယ်ဆိုရင်ဒီကလာကဆုံးဖြတ်လို့အခါကောင်းကြောက်တဲ့ကလာတွေမှာပါတယ်အလုံးနဲ့ပတ်သက်ပြီးနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးအပြောင်းလဲဖြစ်ဖို့ဖြစ်လိမ့်မယ်လုံးဝမငြိမ်ဘူးပါလေပြောင်းအောင်ပြောင်းရလိမ့်မယ်ဆိုတော့ကောင်းသောပြောင်းခြင်းလို့ပဲကျွန်တော်ပြောချင်ပါတယ်ဗျာနော်အဲ့ဒီမှာတော့တခုရှိတာပေါ့တဝူးတယောက်ချင်းစီရဲ့ကန်တာတွေအနိုင်မြင့်တွေပေါ်မူတည်ပြီးတော့ကွာခြားမှုတော့ရှိကြတာပေါ့ ကျွန်တော်သဘောရဆိုတော့ तू ကအလုပ်နဲ့ပတ်သက်ပြီးစပြောရင်ဒီလက်ရှိလုပ်တဲ့အလုပ်ကအကျိုးခံစားမှုတွေမရဘူးအထက်လူကြီးတွေနဲ့အဆင်မပြေတာလုပ်ဖို့ကံမဲ့တွေကဝိုင်းဝန်းတိုက်ခိုက်တာတွေဖြစ်တတ်တယ်နော်လုပ်တာကလည်းပင်မနဲ့ပင်မတော့အကျိုးခံစားမှုမရတဲ့အခါမှာဒီလုပ်ကနေထွက်ချင်ပြီးတော့နောက်တစ်ခုကိုကူးပြောင်းချင်တဲ့စိတ်ဆန္ဒလေးတွေအမှန်တန်ပေါ်တတ်တဲ့ကာလလို့ခေါ်တယ်အဲ့တော့အလုပ်ပြောင်းမယ်ရင်ကောင်းလားမရင်ကောင်းတယ်ဗျနော်အလုပ်ကွက်ကိုထွက်ပြီးတော့နောက်တစ်ခုကိုပြောင်းမယ်ဆိုရင်အကောင်းဆုံးသောကာလလို့ခေါ်တယ်ပြောင်းမှရဲဝံ့ပြောင်းနော်စိတ်ချတဲ့ချပြောင်းမှဗျ တချို့ကတော့အဲ့လိုမှမဟုတ်ဘူးဆိုတချို့ကံညံ့တဲ့သူတွေကဘယ်လိုသွားဖြစ်လဲဆိုတော့အလုပ်အထောက်ခံတတ်တယ်လို့ခေါ်တယ်နော်အဲ့ဒီမှာအလုပ်ပြင်သူကအိမ်နဲ့ပတ်သက်ပြီးတော့သွားတွေ့တယ်တောက်ကြသားသမီးတွေအိမ်နဲ့ပတ်သက်ပြီးလို့ရှိရင်အိမ်ပြင်အိမ်ဆောက်ရတာမျိုးတွေဖြစ်တတ်တယ်အိမ်အပြောင်းလဲဖြစ်ကိုဖြစ်နိုင်မယ်အဲအခုတဘာဝေးအရေလေးမှာလဲဒီတောက်ကြသားသမီးတွေအိမ်နဲ့ပတ်သက်ပြီးထိခိုက်ဆုံးရှုံးသွားတာမျိုးတွေဖြစ်တတ်တယ်ဂရုစိုက်ပေးပါအောင်လို့အကြံပေးခြင်းနဲ့နော်ယောဒနာဆိုရင်တော့မှသူကအလုပ်ဖြစ်ဖြစ်မဖြစ်နေရထိုင်ငယ်အိုးအိမ်ကြီးပြောင်းအောင်ရွှေရပြင်းအောင်ဆင်ရတတ်တဲ့အနေထားထဲမှာပါတာဖြစ်တာဟုတ်ဗျာနော်ဂရုစိုက်ကြပါ ်ငွေချင်းနဲ့ပတ်သက်တော့ကျွန်တော်ဒီကာလမှာဘာမှစိတ်မပူအဲအခုလာမယ့်ဆက်ဆောင်လေးကံကောင်းတဲ့ရက်ထဲမှာပါတာဖြစ်တော့ဝန္ဒနာပိုင်းထိုင်းတီတွေပါထိုးလို့ရတယ်ဗျာထိုးပြောင်ထိုးသွားမှာဗျာနော်ထီပေါက်တတ်တဲ့ကိန်းကြီးရှိတယ်နော်ထီစုကြီးပေါက်တော့လဲလူကတန်းတော့ကောင်းမှုကုသိုလ်တွေအများကြီးရကြတာပေါ့ဗျာနော်ပေါက်တော့လဲကျွန်တော်လည်းတယောက်တော့ပေါ့အဲ့တော့ထီထိုးမယ်ဆိုရင်ဘာကနာထိုးရမလဲဆိုတော့တကယ်တကယ်အဲ့လိုမျိုးထီပေါက်ကိန်းတွေပါလေရှိလားမရှိလားတို့တိတိကျကျပေါ့လေအဲ့လိုမျိုးအချိုးပိကဏ္ဍတွေဆိုတော့ကတူတူတယောက်ချင်းစားတာတွေကိုစစ်ကြတယ်ဘဝတက်တတာအချိုးပိကဏ္ဍတွေရှိတယ်တနက်စာအချိုးပိကဏ္ဍတွေရှိတယ်ပေါ့လေဒီမှာတော့ကျွန်တော်အားလုံးအတွက်ခြုံပြီးဟောရတာဖြစ်တယ် အဲ့ဒါလေးတော့သိစေချင်တယ်နော်အဲ့တော့ထိုးမယ်ဆိုရင်အကောင်းဆုံးကတော့နှစ်အစ၄ဆုံးပြီးတော့နှစ်အစ၁ဆုံးပြီးတော့၄အစ၃ဆုံးအဲ့လိုကဏ္ဍလေးတွေဦးစားပေးရွေးထိုးပါလို့အကြံပေးပြရစေနော်ဒုက္ခမရဒုက္ခထိုးလို့ရအောင်အနည်းငယ်လေးပို့ပြောခြင်းဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ဒီကလာမှာဒီငွေချင်းနဲ့ပတ်သက်လို့ရှိရင်ထိပေါက်တလို့ငွေအစုလိုက်ပြန်လိုက်ဝင်လာတတ်တယ်မမျောနေတဲ့နေရာကငွေတွေဝင်လာတတ်တယ် ကိုထက်ကြီးခဲ့တဲ့အထက်လူကြီးကြီးခဲ့တွေရဲ့အကူအညီဆောက်ရှောက်မှုတွေသူတို့ရဲ့မှတ်ဖို့ပေးတာတွေအားစာနောက်ဆုံးပေါက်ဆုပေးတာတွေအားစအဲဒါမျိုးလေးတွေရရှိပိုင်ဆိုင်ရတဲ့ဂိမ်းထဲမှာပါတော့တော်တော်လေးအကောင်းတယ်အဲပတ်စံနဲ့လက်နဲ့မပြတ်ဘူးဗျဘာမှစိတ်ပူကြမှာမလို့ဘူးဒီတစ်ပတ်ကကာလာမအမွေမရှိဘူးဆိုရင်တော့မရှင်တော့ဘူးပဲပြောရတော့မယ်ဗျာနော်အဲဒါမဲ့တစ်ခုရှိတာကလေရတဲ့တော့တစ်ဖက်မှာလည်းအတုံးချမ်းတဲ့အတွက်ငွေကုန်ချေချလေးတွေများတတ်တယ်ပြတော့တောက်ကြတာသမီးတွေနည်းနည်းလက်ခွာတတ်တဲ့တဘာဝလေးတွေရှိတယ်ဂယုဆိုင်ပေးပါအောင်ပြနော်ဆိုတော့ငွေအတုံးချမ်းတဲ့တဘာဝရှိတော့အဲ့တော့ရမယ်ဆိုလို့ရှိရင်လေအဲရွှေတွေပါတွေပဲလောက်ပါဗျာနော်စုမိဆောင်မြအောင်ထားပေးပါဗျာ လက်ထဲမထားနဲ့လက်ထဲထားရင်အလိုလိုကုန်စရာလေးတွေပေါ်လာတဲ့တဘာဝရှိတယ်။ငွေကြေးနဲ့ပတ်သက်ပြီးဘာမှစိတ်ပူစရာမလိုဘူး။စုံစုံတော်ပြီးထုတ်တဲ့ငွေကြေးတွေအားစားဒီကလာမှာပြန်ပြီးရတယ်။အကျိုးတွေပါရရရှိတဲ့သူတွေဆိုရင်ဒီကလာမှာပြန်လဲတောင်းခံမှာပြန်ရတတ်တဲ့တဘာဝရှိတယ်။ပြီးတော့ဒီကလာမှာရင်းမျိုးတော်နားတဲ့လုပ်ငန်းလေးတွေရှိရင်အဲ့လုပ်ငန်းလေးတွေကအကျိုးပေးတဲ့အတွက်အဆင်ပြေတာပေါ့လေ။အထူးသဖြင့်ဒီကလာမှာစောက်လို့ရတဲ့ပတ်သက်ပြီးလောက်ကနေတဲ့သူတွေပေါ့။အဲစောက်လို့ရဆိုတဲ့အခါမှာဘယ်လိုပြောမလဲ။ ဆောက်လို့ရောင်းတဲ့ပစ္စည်းပေါ့လေဆောက်လို့ရလောက်တာမဟုတ်ဘူးအဲအိဆောက်ပစ္စည်းရောင်းဝယ်ရေးအဲအဲ့လိုငန်းလောက်ကနေတဲ့သူတွေဆိုအချိုးမြတ်တွေရတယ်ပြီးတော့ဒီကတော့မှကုန်သုံးဆန်တွေပါလေဖွင့်လို့ကောင်းတယ်ဗျာနော်ရွှေရောင်းဝယ်တွေပါလေဆိုအရန်ကောင်းတာပေါ့အချိုးမြတ်များစွာရရှိတဲ့ကာလလို့ခေါ်တယ်ဝါသနာပိုင်ကြောက်တွေပါလေသွားဖြတ်အောင်ဗျာကြောက်တွေပါလေပါအောင်တဲ့ကိန်းထဲမှာပါတယ်အရန်ကောင်းပါတယ်ပြီးတော့ခီးသွားလိမ့်မယ်ခီးဝေးခီးနီးနှစ်ခုသလုံးသွားတယ်နောက်ဆုံးကိုကအကြောင်းကြောင့်ခီးမသွားရင်တော့မှကိုယ်စိတ်တွေကအိမ်မှာမနေချင်တော့ဘူးခြေဘွားတွေရားနေသလိုတရားရာကိုသွားခြင်းလာခြင်းပြောင်းခြင်းရွှေ့ခြင်းတို့အများကြီးဖြစ်နေတဲ့တယ်ဗျာ ိမ်မမနေချင်းရှောက်သွားခြင်းနေတယ်အလေလိုက်ခြင်းနေတယ်နော်ပြီးတော့သွားလဲသွားတတ်တာများပါတယ်ရက်ဝေးရက်နေပြည်တွင်းပြည်ပါပါလေအထူးသဖြင့်နိုင်ငံသားထွက်ချင်တဲ့သူတွေဆိုရင်ဒီလိုကာလကတောက်ကြသားသမီးတွေတို့အကောင်းဆုံးသောကာလလို့ခေါ်တယ်သွားတတ်တဲ့ကိန်းရှိတယ်သွားရင်လည်းအဆင်ပြေတယ်သွားပြအောင်လည်းသွားဖို့ဝရိယလေးထည့်ပြီးကြိုးစားဖို့အကြံပေးပြရသေးတယ်နော်ကျမိုင်းနဲ့ပတ်သက်ရင်တော့သွားတဖုံးနဲ့ပတ်သက်ပြီးတော့ဖြစ်တတ်တယ်နော်သွားကြိုက်တာတွေတဖုံးနဲ့ပတ်သက်တဲ့ရောဂါလေးတွေဖြစ်တတ်တယ်ဂယုဆိုင်မဲ့သွေးတိုးတဲ့ပတ်သက်အဲသွေးတိုးတာတွေပေါ့နော် တွေးတိုးတာတို့စီးကြိုတို့တွေးတိုးတို့အဲအဲ့ယောဂတွေလည်းလာလာတတ်တဲ့သဘောပါရှိတယ်ဂယုဆိုင်ပြီးအမျိုးသမီးတွေဆိုလို့ရှိရင်တော့အာတွေးတာနဲ့ပတ်သက်တဲ့ယာတိမမနဲ့ကိစ္စလေးတွေအစားဖြစ်တတ်တဲ့သဘောပါရှိတယ်ဂယုဆိုင်ပါပဲနော်အဲတချို့လေးတွေမှာဒီကလာမှာနိုင်ငံသွားမယ်ဆိုပြီးတော့အထူးသဖြင့်တင်မောသားတွေပေါ့နိုင်ငံသွားခင်းတော့ရှိတယ်သို့တော့ဆေးဆေးတဲ့ခါမှာဆေးကြသွားတာမျိုးတွေဖြစ်တယ်အစုံမှာ sport တွေ့တာလေးတွေဗာလေးတွေအမာရုပ်တွေ့တာလေးတွေအစားဖြစ်တဲ့သဘောရှိတယ်ဂယုဆိုင်ပြီးပါလို့ထပ်ထပ်လေးလေးအကြံပေးပြရစေနော်အချစ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ တောက်ကြသားသမီးတွေကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းကျွန်တော်တို့မကောင်းတဲ့ဘက်ကိုပဲနည်းနည်းလေးဦးစားပေးခြင်းတယ်ဘာကြောင့်လဲဆိုတော့ချစ်သူမရှင်ချစ်သူရတဲ့ချစ်သူရှိတဲ့သူတွေအိမ်အောင်ကြတယ်လို့ဆိုရကြအဲ့တော့ကောင်းတယ်လို့ယူရအဖြစ်ယူဆရတော့လည်းပဲမကောင်းဘူးပဲကျွန်တော်တို့ပြောခြင်းတယ်ဘာကြောင့်လဲမင်းဒီကတော့မှချစ်သူမထားတာကောင်းပါတယ်အဲချစ်သူထားလို့ချစ်တဲ့ချောင်းလေးပါလေဝင်လိုက်လို့ရှိရင်ကိုယ့်စီကိုဝင်လာမဲ့ငွေကြေးစီးပွားလာတာပါလေတက်သွားတာပိတ်သွားတာတွေဖြစ်တယ်တယ်ပြီးတော့ဒီကတော့မှရတဲ့ချစ်သူလေးတွေကဘဝအတွက်ကောင်းမွန်တဲ့ချစ်သူပကောင်းလူတွေမဟုတ်ဘူးတချို့လေးလေးဆိုရင်မလွတ်လပ်တဲ့လူတွေနဲ့စုံစည်းရတတ်တဲ့သဘောဝရှိတယ်ဒီကလာမအိမ်တော်နေပါလေကြာမယ်ဆိုရင်လည်းသူက ကောင်းမှုကိုကြားထားတဲ့ဆိုင်ရင်မိဘဆွေမျိုးညီကိုမတော်တွေရဲ့ဆန့်ကျင်ကောင်းကောင်းမှုတွေရင်ဆိုင်ရတာခိုးရလိုက်ပြရတာနားလည်မှုနဲ့အနှုပ်သဘောတို့အတူတူနေလိုက်ရတာမျိုးအမင်္ဂလာလို့ခေါ်တာပေါ့အဲ့လိုဖြစ်တတ်တယ်အကြိုက်များအဲ့လိုဖြစ်ရင်အဲ့ဟာဒီအဲ့လိုဖြစ်ပြီးတော့နောက်ပိုင်းမကြပါဘူးခဏပါပဲပြဿနာရင်ပြုခါတွေထပြီးဖြစ်ပြီးတော့ကွဲလူလူပြက်လူလူကွဲရပြက်ရတဲ့အနေအထားတွေဖြစ်တတ်တယ်သတိထားပါပြီးတော့ချစ်သူရှိတဲ့သူတွေဆိုရင်ဒီကာလမှာအခြေအိမ်အောင်လေးမှာတတိယတယောက်ပေါ်တတ်တယ်စိတ်တွေလည်းအရန်ရှုပ်ထွေးနေတတ်တယ် တချို့ဓာတ်တွေဆိုလို့ရှိရင်မကောင်းမှန်းသိရင်တော့မှနောက်မဆုံးနိုင်မနဲ့ရှေ့ကိုပို့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 ပြီးတော့တိုးနေမိတဲ့အနေအထားလေးတွေဖြစ်တယ်လေဂယူဆိုင်ပေါ့လေနော်အထူးသဖြင့်အင်္ဂါတာသမီတနင်္ဂနွေတာသမီအဲသူတို့ကိုအကြောင်းပြုပြီးတော့စိတ်ညစ်စိတ်တော်ကလေးတွေရောက်တတ်တယ်ဒါပေမဲ့တေချာကအင်္ဂါတနင်္ဂနွေပြင်ဗုဒ္ဓကုသာသမီလေးတွေပါဒုက္ခပြတတ်တယ်ချစ်သူအင်တော်ဘက်ကအဲ့ဒီတာသမီလေးတွေဆိုတော့ဂယူဆိုင်ပေါ့လေနော်အဲဒီကတော့မှတစ်ခုခုလုံးမဲ့ကြိုင်မယ်ဆိုလို့ရှိရင် ်တနင်္လာသားသမီးတွေကိုစားပြုလုပ်ပေးသူတို့နဲ့ပေါင်းတော့လုပ်ပေးအကြံဉာဏ်ပေးနော်ပြီးရင်ကြာလာပြီသားသမီးတွေကောင်းကျိုးပေးတယ်သူတို့နဲ့ပူတော်ပြီးလုပ်ပေးအဲ့ဒါလေးတရားကောင်းတယ်နော်ဧပြီလ8ရက်17ရက်12ရက်15ရက်16ရက်အဲ့ရက်တွေကအမရကံကောင်းတဲ့ရက်တွေဖြစ်တယ်ငွေအစုလိုက်ပြုံလိုက်ဝင်လာတတ်တယ်ထိပေါင်းသလိုဝင်လာတတ်တယ်ဆိုတော့ဟိုနိုင်ငံသားဖို့အကြာကြီးလှထားတဲ့သူတွေဆိုဒီကလာမှာမှရုတ်တရက်သွားပြပြီးဆိုတဲ့ဒရင်စကားလေးတွေကြားတတ်တဲ့သဘောပါရှိတယ်အဲပြပအရက်ဝေးရောက်နေတဲ့တာသမီတွေကထောက်ပံ့တဲ့ငွေကြေးစည်းဝါးလောက်လာပါအရှူလေးငွေတွေ ါလေးတွေအစားဝင်လာတတ်တဲ့ဂိမ်းတွေမှာပါတဲ့အတွက်အမှန်တန်ကောင်းတာပေါ့လေအဲ့ဒီပိုင်းမှာပဲမမျော်နိုင်မနဲ့အလူတန်းတွေပြုတ်ရတတ်တယ်ဗျအဲရှင်ပြုတ်ရန်ကနာသားအလူစသည်အားဖြစ်ပေါ့လေတရားထမားနဲ့ပတ်သက်တဲ့အလူတန်းတွေအစားကျုံရတတ်တယ်တရားဘွဲတွေပါလေကျုံရတာပေးပထန်းတွေကျုပ်ဖက်ပူတော်ရတာစသည်အားဖြင့်ပအဝင်ဆောင်ရတတ်တဲ့ဂိမ်းတွေမှာပါတယ်အလူရေစက်လက်နဲ့မကွာဆိုတဲ့ကာလမှာပဲဗျာနော်ဝမ်းသာဖို့ကောင်းပါတယ်ပြီးတော့ဘယ်လိုပြောမလဲစာအမှန်တန်ပွင့်တယ်ပေါ့အဲ့ကာလမှာကိုကအိမ်တော်ရှိတဲ့အမျိုးသားအမျိုးသမီးဖြစ်ရင်တော့မှ ကိုချစ်တဲ့ခင်တဲ့သူတွေလာပြီးပတ်သက်တာလေးတွေလာစကားပြောတာတွေအားအစားဖြစ်တဲ့အတွက်ကိုယ်စိတ်လေးတော့နည်းနည်းလေးထိမ့်မိပါနော်ဧပြီလ9ရက်10ရက်17ရက်14ရက်အဲ့ရက်လေးတွေမှာအဲ့လူမှုနဲ့ပတ်သက်ပြီးဆက်ပြောမယ်ကိုယ်မှာပိုင်ရှင်ရှိနေရင်တော့မှကိုကနောက်တစ်ယောက်ပေါ်စိတ်ရိုင်းနေမိတာမျိုးတွေတွေသွားဖြစ်တဲ့တဘာဝရှိတယ်မကောင်းဘူးဆိုတာလည်းအုံနောက်ကသိတယ်ဒါပေမဲ့နှလုံးသားမလာရောနိုင်ဘူးဆိုတာမျိုးတွေအားအစားဖြစ်ပြီးတော့ခိုးပတ်တဲ့ဒီဘက်လွန်ဆွဲသွားတာမျိုးတွေတွေဖြစ်တယ်အမောင်နဲ့တိုးဝင်ပြီးတဲ့တဘာဝဖြစ်တတ်တယ်ပိုးဖလန်လိုဖြစ်တဲ့တဘာဝရှိတယ်ဂယုဆိုင်ပါမလုံးမလောက်တဲ့အခြေအနေအိမ်တော်ကြီးကြောင့်အချက်တကွဲအကျိုးနဲ့ဖြစ်တတ်တယ် ်ဝင်လာမဲ့ငွေကြီးစီးပွားလက်လာပါလေးတွေပိတ်ဆို့တတဲ့ကျမညာရင်စီအောင်စီကံလေးတွေပြရတတဲ့သတိထားအပျော်ပါလွန်တာကြောင့်ဂရီဘီမှာဆက်သွားတာတို့ခုနကတော့လမ်းစားလုံးမိတာတွေကြောင့်ငွေကုန်ချေချလေးတွေများပြီးနှက်ဆက်တဲ့ကြံစည်လေးတွေဖြစ်တတ်တယ်နောက်ဆုံးကိုတိလက်ရောက်ရံမနိခါဖြစ်တာလေးတွေအဲ့ဒီဘက်မှာဖြစ်တော့သတိထားပြီးအဓိကကိုကိုကိုထိခိုက်နိုင်ဘာမှစိတ်ဝင်စရာမလိုဘူးညာနော်အဲ့တော့ဒီကလာမှာအဝါရောင်အဖြူရောင်လိမ်မော်ရောင်ခဲရောင်အညိုရောင်အဲ့ဒီအရောင်တွေကိုအဓိကထားဝတ်ဆင်သုံးဆွဲပြီးပါဒါပြင် ရွှေပန်းငွေပန်းကြာပန်းကရမပန်းရောင်စုံရွက်လာပန်းလီလီပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုရတဲ့ဖရားမှာဖရားပန်းကတာပဲဖြစ်ဖြစ်နေအဲ့ကနေမှအလပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပြပါအဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြတာသမီးတွေပေါ့လေအဲဒီလိုရတာကလာမှာကောင်းတဲ့ကံတွေဒီအများကြီးရှိတယ်အနည်းငယ်တော့အညာခိုင်တိုက်ခိုက်တွေကတော့ရှိတာပေါ့အဲ့တော့ကြုံရတဲ့အညာတွေကင်းပြီးကောင်းတဲ့ကံတွေဒီပို့ကောင်းအောင်ရရချီရမယ်အကောင်းဆုံးရရဗာလဲလို့မေးလို့ရှိရင်တော့ယောက်ျားဖြစ်စီမိန်းမဖြစ်စီ ရိတ်တာလေးပါလေခဏလောက်ဝင်စေခြင်းနဲ့တက်နိုင်လို့ရှိရင်ဒီလားရှင်ဝတ်တာတို့ဖုံကြီးဝတ်တာတို့ဝတ်ဖြစ်အောင်ဝတ်စေခြင်းနဲ့နောက်ဆုံးကိုယ်တိုင်ရအဲ့လိုမျိုးမိုးနိုင်ခဲ့ဘူးဆိုရင်ဝတ်ခြင်းနဲ့မပြည့်စုံတဲ့သူတွေဒါမှမဟုတ်ကိုယ့်ရဲ့သားသမီးအောက်ကဆွေမျိုးမောင်နှင်နှမတွေစသည်အပြည့်ရှိတယ်ဆိုရင်သူတို့ကိုရှင်ပြုရန်ကန်ဒီလားရှင်ခုနကလိုရိတ်တာပေါ့လေအဲ့လိုဝင်အောင်တိုက်တွန်းပေးရမယ်နှိုးဆော်ပေးရမယ်အဲတက်နိုင်တဲ့လောက်လေးပေါ့တပားတက်နိုင်တပားစာလေးထောက်ပံ့ပြီးတော့လူတန်းပေးလိုက်ပါအလုပ်ဒါရကာဒါရကာမအနေနဲ့အမိခံုံလိုက်ပါအမှန်တော့ကောင်းတဲ့ကုသိုလ်တူကြီးဖြစ်နိုင်မယ် ကိုယ်တိုင်ကလည်းဒီကာလမှာစိတ်နဲ့ပတ်သက်ပြီးတော့မကောင်းတာတွေကောင်းတာတွေသိရတဲ့အတိုင်းမှာစိတ်ကိုခံစားချက်တွေမထိန်းချုပ်နိုင်တာဒီလိုတွေဆိုဘာမှမဟုတ်ပဲနဲ့ရည်ကျဉ်တယ်လို့လို့ငိုကျဉ်တယ်လို့လို့ဖြစ်တတ်တဲ့အတွက်တရားထဲမှာအားကိုထုတ်ပေးရပါတယ်ဗျာနော်အဲ့ဒါဆိုရင်အကောင်းဆုံးရည်ရပါပဲနောက်တစ်ခါအလူပြောင်းလေးတစ်ခုထပ်လုပ်စီခြင်း ਨੇ ဘာလဲဆိုတော့အဲရားတာကတော့တဘာဝကိုသင်္ကန်းလေးတစ်စုံတော့ဝယ်ပြီးတော့လူပြအောင်လူတန်းလိုက်ပါဒါဆိုရင်တော့အညာလေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေကဧကံမုတ်ချပူကြီးကောင်းသွားပါလိမ့်မယ်တောက်ကြတာသမီးအားလုံးစိတ်အချမ်းသာကြီးကိုယ်ကြီးချမ်းသာခြင်းများဖြစ် ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါရစေ။